တို့ကကျွန်တော်ကသူ့အိမ်ပါပဲဟိုဆယ်တန်းចောင်းသားဘွားမှာနေခဲ့တယ်ပြီးတော့အလုပ်စားလုပ်တဲ့အချိန်မှာလည်း၃နှစ်လောက်ကကျွန်တော်သူ့အိမ်ပါပဲနေတာအန်ဒီထရီစီရဲ့အိမ်ပါပဲကျွန်တော်ကနေခဲ့တယ်အာအဲ့အတွက်သူ ਨੇ အရင်ရင်းနေပါတယ်ပြီးတော့မှចောင်းပါဆိုသူ ਨੇ ကျွန်တော်နဲ့အသက်กว่าတော့ကျွန်တော်ဆယ်တန်းចောင်းသားဘွားမှာတော့သူက၄တန်း၄တန်းကျော်အဲ့တော့သူကတော့ငယ်သေးတယ်သို့တော့အမှုပညာလောကတွေဝင်တဲ့အချိန်မှာတော့ကျွန်တော်တို့ရွေးချယ်ကြတဲ့လမ်းကြောင်းတွေမတူကြဘူးပေါ့နော်မတူကြတဲ့အခါမှာတော့ တိတ်ပြီးအမှုပညာအရာပေါင်းမလို့ဖြစ်ပေမဲ့ကျွန်တော်ရိုက်တဲ့ဇလံပထမဆုံးရိုက်တဲ့နေချမ်းလာချမ်းကမှသူ့သရှင်တစ်ပုတ်ပါတယ်နောက်ဆုံးကျွန်တော်လုပ်ခဲ့တဲ့အမှုပညာတောက်လျှောက်မှာသူ့ရဲ့ပတ်မိုးမှုအများကြီးကျွန်တော်ရခဲ့ပါတယ်သူကျွန်တော် music တွေအများကြီးတီးပေးတယ်တချင်းတွေရေးပေးတယ်ပြောသူလဲဆိုပြီးတဲ့သင်တွေလည်းရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တွဲလို့ဖြစ်တဲ့အရာတွေများစွာရှိသလိုအာဒါပေမဲ့သူအဓိကလုပ်တဲ့ဒီ metal ပေါ့။ metal music ကတော့အဲကျွန်တော်တို့ လုပ်တဲ့အမှုပညာနဲ့မတူဘူးပေါ့မတူဘူးတို့ကကျွန်တော်တို့ရဲ့ support လုံးဝမရှိဘူးအဒီကဟိုပုံမှန်လင်းလင်းစကားပြောတယ်တို့လှုပ်ချင်တဲ့ music ကကျွန်တော်တို့ support လုပ်လို့မရဘူးဆိုတော့အဲဟိုပြောပြရတယ်နော်အဲ့အတွက်ကျွန်တော်တို့ကသူ့ရဲ့အမှုပညာမှာတော့ကျွန်တော်တို့ရဲ့ support မပါဘူးသို့တော့ကျွန်တော်ရဲ့အမှုပညာမှာသူ့ support အများကြီးပါခဲ့ဒါကြောင့်မလို့ကျွန်တော်မှရင်းနှီးတဲ့ relation လေးရှိပါတယ်နောက်ဆုံးချိန်ထိကျွန်တော်ထုတ်တဲ့ဇလန်းတွေမှာပဲဖြစ်ဖြစ်သူကကျွန်တော်တို့ music အားဖြင့်အများကြီး support ပေးတယ် ွားတဲ့အခွင့်အရေးလေးအဲ့ဒီလိုလဲဆူတောင်းစကားလေးပြောပြပါအဲ့ဒီနော်ကတော့ဒီဒီပြည်နာလောကထဲမှာတော့သူနောက်ဆုံးထွက်တဲ့တွေပါတော့သူရဲ့ရည်တည်ချက်သူရဲ့ယုံကြည်ချက်သူရဲ့ခံယူချက်နဲ့ပါတော့လုံဆောင်သွားတဲ့အရာအားလုံးကတော့ကျွန်တော်အနေနဲ့သူ live ကိုကြည့်လိုက်ဂုဏ်ယူပါတယ်အရန်ဂုဏ်ယူပါတယ်အာကျွန်တော်တို့သူကငငယ်တည်းကတော့ကျွန်တော်အတင်းတော်မှာပဲကြည့်လာတယ် ခရစ်ယာန်တယောက်ဖြစ်တယ်အဲ့အတွက်သူအခုချိန်မှာတော့ယေရှုရဲ့ရင်ခွင်မှာအင်းကျန်းစွာအိတ်ဆက်အနားယူနေတယ်အချိန်တိုင်းကျွန်တော်တို့လည်းသူ့နောက်လိုက်သွားမယ်သူနဲ့ပြန်တွေ့မှာဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဘဝအတွက်လည်းကျွန်တော်တို့ရှင်းနှံ့မှုရှိတယ်ဝမ်းမြောက်မှုရှိပါတယ်လို့ဒါကြောင့်သူ့အတွက်ဒီဘဝမှာလည်းသူ့အတွက်ဂုဏ်ယူတယ်။နောက်ဘဝအတွက်လည်းကျွန်တော်ကျေနပ်ပြီးတော့သူ့စီလိုက်သွားမှာဖြစ်ပါတယ်ဒါလေးပဲ။ဒါဆိုကိုနဲ့ဒီလိုနဲ့ကျွန်တော်ရှင်းပြနေတာ။ညာငယ်လေးတွေကတိလာမှာဆိုရင်ကလေးလေးရဲ့စိတ် စိတ်ချနေသူတက်ကြီးပြင်းလာတဲ့ဂီတမှာသူရ YouTube ကိုကြောင်းလည်းပြောပြပါဦးကျွန်တော်တို့ကကျွန်တော်ကသူအိမ်ပါပဲဟိုဆယ်တန်းကျောင်းသားဘဝမှာ နေခဲ့တယ်ပြီးတော့အလုပ်စားလုပ်တဲ့အချိန်မှာလည်း3နှစ်လောက်ကကျွန်တော်သူ့အိမ်မှာပဲနေတာအန်ဒီဒရီစီရဲ့အိမ်မှာပဲကျွန်တော်နေခဲ့တယ်အာအဲ့အတွက်သူနဲ့အရင်ရင်းနေပါတယ်ပြီးတော့မှကျောင်းမှာဆိုသူနဲ့ကျွန်တော်နဲ့အသက်ကွာတော့ကျွန်တော်ဆယ်တန်းကျောင်းသားဘဝမှာတော့သူက၄တန်း၄တန်းတင်အဲ့တော့သူကတော့ငယ်သေးတယ်သို့တော့ အမှုပညာလောကတွေဝင်တဲ့အချိန်မှာတော့ကျွန်တော်တို့ရွေးချယ်ကြတဲ့လမ်းကြောင်းတွေမတူကြဘူးပေါ့နော်မတူကြတဲ့အခါမှာတော့တိတ်ပြီးအမှုပညာအရာပေါင်းမလို့ဖြစ်ပေမဲ့ကျွန်တော်ရိုက်တဲ့ဇလံပထမဆုံးရိုက်တဲ့နေချမ်းလာချမ်းကမှသူ့သင်းတစ်ပုဒ်ပါတယ်နောက်ဆုံးကျွန်တော်လုပ်ခဲ့တဲ့အမှုပညာတောက်လျှောက်မှသူ့ရဲ့ပတ်မိုးမှုအများကြီးကျွန်တော်ရခဲ့ပါတယ်သူကျွန်တော် music တွေအများကြီးတီးပေးတယ်တချင်းတွေရေးပေးတယ်ပြန်သူလဲဆိုပြီးတဲ့ခြင်းတွေလည်းရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တွဲလို့ဖြစ်တဲ့အရာတွေများစွာရှိသလို အဲဒါပေမဲ့သူအဓိကလုပ်တဲ့ဒီ metal ပေါ့ metal music ကတော့အဲကျွန်တော်တို့လုပ်တဲ့အမှုပညာနဲ့မတူဘူးပေါ့မတူဘူးသူတို့ကကျွန်တော်တို့ရဲ့ support လုံးဝမရှိဘူးအဓိကဟိုပုံမှန်လင်းလင်းစကားပြောတယ်သူတို့လုပ်ချင်တဲ့ music ကကျွန်တော်တို့ support လုပ်လို့မရဘူးဆိုတော့အဲဟိုပြောပြတယ်နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ အမှုပညာမှာတော့ကျွန်တော်တို့ support မပါဘူးသို့တော့ကျွန်တော်ရဲ့အမှုပညာမှာသူ support အများကြီးပါခဲ့ဒါကြောင့်မလို့ကျွန်တော်တို့မှာရင်းနှီးတဲ့ relation လေးရှိပါတယ်နောက်ဆုံးချိန်ထိကျွန်တော်တို့ထုတ်တဲ့ဇလန်းနေမှာပဲဖြစ်ဖြစ်သူကကျွန်တော်တို့ music အားဖြင့်အများကြီး support ပေးတယ်သူ့ရဲ့အကြောင်းတရားချင်းမှာကျွန်တော်တို့စေးုံလိုက်သွားတယ်စစကြားလာတော့ကျွန်တော်တို့က entry ပြောတဲ့စကားကြားပြီးတော့ကျွန်တော်အဖေဖုန်းဆက်တယ်အဲ့တော့ကျွန်တော်ကသူ့ညီကိုပေါ့နော်ဖုန်းဆက်လိုက်တော့သူကတော့သူ့ညီကတော့ရှောင်းကတော့ကျွန်တော်ဒီနုံဆုံးပြီလို့မပြောဘူး ါမဲ့သူစေးုံလိုက်သွားနေရလို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကတည်ပြီးသားပါโอเคအဲ့တော့ဘယ်စေးုံလဲကျွန်တော်လက်လိုက်သွားခဲ့တယ်အဲ့တော့အာတဝက်တဝက်ပေါ့နော်မျောလင်းချက်လည်းတဝက်ရှိတယ်ဒါပေမဲ့တဝက်လည်းမမျောလင်းတော့ဘူးဘာလို့သူ့ရဲ့ကျမ်းမာရေးအခြေအနေကိုကျွန်တော်တို့သိပါတယ်တည်တဲ့ဗီဒီယိုကလစ်တွေ့လိုက်တဲ့အချိန်မှာတော့အဲအရန်မျောလင်းလို့မရတော့ဘူးကျွန်တော်နားလည်ပါကျမရဲ့ချင်းရဲ့သူကမဆိုးဘူး။အလောက်အလောက်ဆိုလို့မရဘူးပေါ့။တခြင်းဆိုလို့တော့ရတယ်။သူဆိုပါတယ်။ဒါပေမဲ့အလောက်ထိတော့သူစိတ်လှုပ်ရှားလို့မရဘူး။ အလောက်ထိတော့ perform လုပ်လို့မရဘူးဆုံးချိန်ကြိတ်တက်တက်တောင်းကြည့်သွားတယ်။ဟုတ်ကဲ့ပါ။ဒီကြားဘက်ကိုတက်ဆိုင်ဒီတာတော့ပေါ့။သူသူချစ်တဲ့ music ကိုနောက်ဆုံးထွက်တဲ့အပြည့်အပြည့်ဝပါနော်။သူလုတ်သွားတယ်။အဲ့တော့တော့ဂုံပြပါလား။ဒီချက်အတွက်လည်းတရားနေနှစ်သိမ့်စားလေ။ဒါဘယ်လိုလဲ။ဒီချက်ရှင်စီကလည်း Mickey Gang ကိုဆောင်ရွက်ဖျားဆောင်နေတော့။ဟော Annie Dreese ကတော့သူတို့အတွက်အဖခင်ဆုံးသွားပြီးတော့မှသူပဲအမေသူပဲအဖေပေါ့နော်။တိုးတော့အဒီနိုကအဲ့ဒီအချိန်မှာလည်း ပြောရရင်အိမ်တော်ဦးစီးတယောက်အနေနဲ့သူတို့မိသားစုအန်ဒရီစီနဲ့အနီးကတောက်လျှောက်ရှိပြီးနေသွားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အန်ဒရီစီအနေနဲ့လည်းဂုဏ်ယူမယ်လို့ယုံကြည်ပါတယ်အန်ဒရီစီအနေနဲ့လည်းအဒီနိုရဲ့ရည်တည်ချက်နဲ့လှုပ်ဆောင်ချက်တွေကအာဂုဏ်ယူနေရမယ်ခြေနဲ့အားရမယ်လို့ထင်ပါတယ်ပြီးတော့မှအခုဆိုရင်ညီနှစ်ယောက်ရှိတယ်သူ့ရဲ့ညီနှစ်ယောက်ရှိတယ်ရှွန်ရှိတယ်ယူကီရှိတယ်သူတို့နှစ်ယောက်ကလည်းသူ့အမေကိုအရန်ချက်ကြပါတယ် သူ့ကိုလည်းချစ်တယ်လို့သူတို့သူ့အမေကိုလည်းအရင်ချစ်ကြရတဲ့အတွက်ဆက်လက်ပြီးတာဝန်ကြီးတဲ့သားဒီအနေနဲ့ Andrezi နားမှာရှိပြီးတော့ Andrezi ကိုနှစ်သိမ့်ရင်ပေးသွားမယ်လို့ယုံကြည်ပါတယ်။